သွေးလူတာဒီလိုကြားပစ္စည်းတွေလူတာလည်းထိရောက်မှုရှိတယ်နောက်ပြီးတော့သွေးလူတာကြတော့ဒီတကယ်အသက်နော်အသက်အန္တရာယ်ထိပါတဲ့လူတွေကိုဓာတ်ရိုက်ပေါ့ဒီအသက်ကယ်လိုက်ရတဲ့ပုံစံမျိုးဖြစ်တာဆိုတော့ပို့ပြီးတော့မွန်မြတ်တယ်လို့ပို့ပြီးတော့ကောင်းတယ်လို့ထင်ပါတယ်ခင်ဗျာဒီဖြစ်သွားတဲ့ပုံစံတွေကအချို့နေရာတွေကြတော့လေလူမထီပဲနဲ့သူတို့အိမ်နေနေရာတွေပျို့သွားတယ်အချို့နေရာတွေကြတော့လေလူတွေထိခိုက်ပြီးတော့အသက်ဆုံးရှုံးသွားတယ်သမီးသားစုလုံး လို့ဆုံးပါသွားတာရှိတယ်လို့ဒီလိုမိသားစုတွေတကွဲတပြားဖြစ်ပြီးတော့ဗောနော်ဒီလိုဘလို့အကုန်မဆုံးရှုံးမဲနဲ့ဗောနော်မိသားစုတွေကမိသားစုဝင်တယောက်လို့ဆုံးရှုံးသွားတာတွေရှိတယ်အမျိုးမျိုးပေါ့သူတို့စိတ်ထဲမှာဒီပန်ဆိုင်မှုတွေရောနောက်ပြီးတော့ဒီကိုယ့်ရဲ့ချစ်ခင်ရတဲ့လူတွေရောဒီငလင်လေးခဏလှုပ်သွားလိုက်တာအများကြီးပြောင်းလဲသွားတယ်ဗောနော်ကျွန်တော်တို့သွားပြီးတော့စကိုင်းတို့မန္တလေးတို့ကိုယ်တိုင်သွားပြီးတော့လှူလိုက်တော့လဲတကယ်အများကြီးတွေ့ရတယ်အဲဒီဆိုရင်အကုန်လုံးရရမရှိဘူးဗောနော်အဲပြင်မှာအကုန်လုံးထွက်နေရပြီးတော့ တော်တော်ဒုက္ခရောက်နေတဲ့လူတွေတွေ့ရတယ်ပေါ့နော်ဟုတ်ကျွန်တော်ကတော့ my volunteer အနေနဲ့ပဲတွားပြလိုက်တယ်ဟုတ်မလူပြလိုက်ပေါ့မင်းကတော့ပေါင်ကမပြည့်ဘူးကိုယ်ဆိုင်ရှိပဲရှိရောအဲအကြောင်းဘယ်လိုကူညီပြလိုက်ရလဲဆိုတော့ဒီတွေးလာလူရဲ့ပေါ့နော်တွေးလာလူရဲ့သူတွေကိုတို့လူပြီးတဲ့အချိန်ပြီးသွားရင်ပြန်ပြန်ထွက်လာတဲ့အခါမှာကျွန်တော်တို့ကဒီလိုအပ်တဲ့ပေါ့နော်အာဟာရရယ်နောက်ပြီးတော့စေးလေးတွေရယ်နောက်ပြီးတော့ရေဘူးပေါ့နော်အဲလိုမျိုးလေးတွေကိုကျွန်တော်ဒီ show လိုက်ကနေပြီးတော့အိတ်လေးတိတ်နဲ့ပေါ့စကုပ်အိတ်လေးတိတ်နဲ့အကုန်ပေါင်းထည့်ထားပြီးပြီးတော့ ဲ့လိုလှူပြီးတဲ့သူမှန်သမျှပေါ့လိုက်ပြီးတော့ volunteer အနေနဲ့လိုက်ဝယ်ပေးရတာပေါ့ဟုတ်တွေးလူတာဒီလိုအခြားပစ္စည်းတွေလူတာလည်းထိရောက်မှုရှိတယ်နောက်ပြီးတော့တွေးလူတာကျတော့ဒီတကယ်အသက်တော့အသက်အနေနဲ့ထိသွားတဲ့လူတွေကိုတည့်ရိုက်ပေါ့ဒီအသက်ကယ်လိုက်ရတဲ့ပုံစံမျိုးဖြစ်တာဆိုတော့ပို့ပြီးတော့မွန်မြတ်တယ်လို့ပို့ပြီးတော့ကောင်းတယ်လို့ထင်ပါတယ်ခင်ဗျာစိတ်ကောင်းဖြစ်လဲဆိုတော့အတိအကျတွေးပေါ့နေကြတော့ဆရာဝန်တော့နေလိုက်တယ်ပေါ့နော် တဝက်လောက်ကိုလုံးလုံးမရပါဘူးလေရအောင်လည်းဖောက်ပြီးရောလို့ရှင်သမီးကငူးနေမှာတဲ့အဲ့လိုမျိုးဖြစ်မှာဆိုလို့တဲ့သမီးအချင်းနေနေရလုံးလုံးမရသေးဘူးဆိုတော့လည်းအဲ့လိုလုပ်ခဲ့တာရောလူချင်းလဲလူချင်းဆိုတော့တင်းပြလိုက်အခက်ရတော့ဘာလို့ခောက်ကြဘူးလို့ပြောတော့ဘာလို့ခောက်ဖို့တော့နည်းနည်းအားရှောင်ထားမှပဲလားလို့ဒီပုံမှာဘလို့စိတ်ကြီးကြီးရရှိတဲ့ဆိုရင်မျိုးမျိုးပေါ့နော်မျိုးမျိုးဒီဖြစ်သွားတဲ့ပုံစံတွေကအချို့နေရာရတော့လေလူမထီပဲနဲ့ တို့အိမ်နေနေရာတွေပြိုသွားတယ်ချိုးနေရာတွေကြတော့လည်းလူတွေထိခိုက်ပြီးတော့အသက်ဆုံးရှုံးသွားရတယ်တမိသားစုလုံးဒီလိုဆုံးပါသွားတာရှိသလိုဒီလိုမိသားစုတွေတကွဲတပြားဖြစ်ပြီးတော့ဗောနော်ဒီလိုဘလို့အကုန်မဆုံးရှုံးမဲနဲ့ဗောနော်မိသားစုတွေရာမိသားစုဝင်တယောက်ဒီလိုဆုံးရှုံးသွားတာတွေရှိတယ်အမျိုးမျိုးပေါ့သူတို့စိတ်ထဲမှာဒီပန်ဆိုင်မှုတွေရောနောက်ပြီးတော့ဒီကိုယ့်ရဲ့ချစ်ခင်ရတဲ့လူတွေရောဒီငလင်လေးခဏလုတ်သွားလိုက်တာအများကြီးပြောင်းလဲသွားတယ်ပေါ့နော်မဖြစ်သေးရင်ကျွန်တော်တို့ဒီဒီနေရာတွေကနေပြီးတော့ဝိုင်းပြီးတော့ ွားပြီးကူညီပေးရတယ်ဆိုတာတကယ်မုံမြက်တယ်ပေါ့နော်အဲအများကြီးလက်စင်မောင်းဖြစ်တယ်တကယ်လဲကျွန်တော်တို့တွားပြီးတော့စကိုင်းတို့မန္တလေးတို့ကိုယ်တိုင်တွားပြီးတော့လှူလိုက်တော့လဲတကယ်အများကြီးတွေ့ရတယ်အဲဒီဆိုရင်အကုန်လုံးရရမရှိဘူးပေါ့နော်အဲပြင်မှာအကုန်လုံးထွက်နေရပြီးတော့ တော်ဒုက္ခရောက်နေတဲ့လူတွေတွေ့ရတယ်ပေါ့နော်ဟုတ်တဲတော့အားကြတော့တဲတော့လည်းကုနိုင်တလားကုပေးရပေါ့နော်ဘာလဲဆိုတော့အဲရေလူရင်ရေအဲ့လိုမျိုးလိုအပ်တဲ့နေရာမှာအဲ့လိုမျိုးလိုအပ်လိုအပ်တာတွေပါရရှိလို့ post တွေပါရတင်လို့ရှင်ကို Facebook ကနေ share ပေးနိုင်ရင် share ပေးရဲဒါကိုကုနိုင်တလားတော့အများရန်ကုပေးနေရဟုတ်အားလုံးပဲ fighting ပါလို့ဒီလိုကျွန်တော်တို့သွားလူတွေကတော့ဒီငလင်းဖြစ်ပြီးကစားပါတော့ဖြစ်ပြီးကစားမှာသွားပြီးလူတော့သူတို့ချက်ချင်းဆိုတော့နေရာထိုင်ခင်းနေရှိမယ်နေရာထိုင်ခင်း နေရာထိုင်ခင်းပေါ်တော့ဒီလိုဘောလုံးကွင်းတွေထဲမှာနိစက်ရဘောလုံးကွင်းတွေထဲမှာအကုန်လုံးဒီလိုတဲလေးတွေယာရီတဲလေးတွေထိုးပြီးတော့နေရတာရှိတယ်เนาะပြီးတော့အစားအသောက်တွေရေတွေပေါ့နော်ရေရှားပါးသွားတဲ့နေရာရှိတယ်အဲ့တော့ရေတန့်တွေကျွန်တော်တို့သွားလုပ်ရတယ်အခုဒီနောက်ပိုင်းမှာတော့ဆက်ပြီးတော့ဘာတွေလိုရမလဲဆိုရင်တော့ပြန်လဲထူထောင်ရေးအတွက်ပေါ့ပြန်လဲထူထောင်ရေးအတွက်ပြန်လဲထူထောင်ရေးအတွက်ကိုအဲရှိရှိပြီးသားလူပတ်စံရှိပြီးသားလူကတော့ဒီလိုဘန်နေပါတွေကနေထုတ်လို့ရတဲ့အချိန်မှာအဆင်ပြေပေမဲ့ မရှိဘဲနဲ့ပေါ့နော်မရှိတဲ့လူတွေကြတော့ဒီလိုပြိုသွားတဲ့အိမ်တွေကိုပြန်စောက်ဖို့ကြတော့အဆင်မပြေဘူးပေါ့နော်အဲ့ဒါမလို့အားလုံးဝိုင်းပြီးတော့အလိုပြန်တဲ့ထူထောင်ရေးအတွက်ကိုငွေသားနဲ့ဖြစ်ဖြစ်ပေါ့နော်အလိုပေါင်းရင်ကူညီပေးကြဖို့ဒီလိုက်ခံပါလိမ့်မယ်။ဒီဒီဇိုင်းငွေသားတို့တက်ပို့ပြီးတော့အခုချိန်မှာပို့ပြီးတော့လိုအပ်လာပြီပေါ့နော်။ဟိုစိုင်နေလည်းအကုန်ပြန်ဖွင့်တဲ့စိုင်နေလည်းဖွင့်ပြီဆိုတော့လေတို့လိုရတာတို့ပဲသိရမှာ။အဲ့တော့ဟိုငွေသားပို့ပြီးတော့အခုနောက်ပိုင်းတော့ထိရောက်မယ်လို့ထင်ပါတယ်ဟုတ်။ဒီငလင်မှာပေါ့နော်အလုံးတိခိုက်သွားတဲ့ဟာတွေကအကုန်ပစ္စည်းဥစ္စာတွေရောနောက်ပြီးတော့ကိုချေရတဲ့ ကိုမိသားစုဝင်တွေရောပေါ့နော်အဲ့လိုအများကြီးတွေပွားသွားကြတဲ့လူတွေကိုအာဘယ်လိုအားပေးခြင်းလဲဆိုတော့ဒီကဘလုံးမတားလို့မရတဲ့ဟာပေါ့နော်ဘလုံးမတားလို့မရဘူးဘလုံးမလည်းကြိုးမသိပဲနဲ့ဖြစ်သွားတဲ့အရာပေါ့နော်ဟိုကြိုးတင်တတိပေးတာတွေဘာတွေလဲအဲ့လိုတိတ်ပြီးတော့မသိမသိလိုက်ကြလို့မရှိမရှိဘူးလဲထင်ပါတယ်ကျွန်တော်ဘာမှမခံပါလို့မရဘာမှမသိလိုက်တော့လေဘာမှမသိလိုက်တော့အဲ့လိုဖြစ်သွားတော့ကန်တရားလိုပဲပေါ့နော်ကန်တရားလိုပဲဖြစ်တာဟိုဒီအခုနောက်ဆက်တွဲမှာလည်းထပ်ပြီးတော့ဒီလိုဟာဖြစ်ပြီးသွားပြီဆိုတော့နော်နောက်ထပ်မဖြစ်အောင်ပေါ့နော်တတိပရိယာလေးနဲ့နေပြီးတော့ အားလုံးအသိထားကြပါပို့ပြီးတော့ဗောနောကျမကြီးလည်းပို့ပြီး view site ကြပါဒီဖြစ်ပြီးသွားတဲ့ဟာတော့ဘာမှလုပ်လို့မရတော့ဖြစ်တဲ့အတွက်နောက်ဆက်တွဲနောက်ဆက်တွဲကိုထပ်မဖြစ်ဖို့ရဲ့နောက်ပြီးကိုကို view site ပို့ရဲ့နောက်ပြီးအကောင်းဆုံးနေထိုင်သွားကြပါလို့ဒီနည်းနည်းကိုကနေမြင်ရပြလို့ဖြစ်နေတော့လေအားလုံးစိတ်ကောင်းထားပြီးတော့ဗောနောနောက်ရှင်းတန်းသွားကြပါလို့ပြောချင်ပါတယ်ခင်ဗျာတရားတရားလည်းကိုလုံးစီရှင်တယ်ဗောနောတရားတရားလည်းလုံးရင်းနဲ့ဒီကိုချင်းရတဲ့သူကိုရှင်းရင်းကြည့်မှာတမ္ပတာစီရှင်တယ် ပြီးလို့ရှိရင်မန္တလေးဆိုတာမိကီနေခဲ့တဲ့နေရာပေါ့အဓိကမှာကမိကီဆန်နေလောက်နေခဲ့တယ်မန္တလေးမှာပဲတောင်တက်ပြီးကြီးတာတော့မိကီတငယ်ချင်းတွေအတော်တော်များဆိုလည်းဆုံးရှုံးမှုအရင်များတူလည်းရှိရဲအဲ့လိုအတိအမိတ်ဆွေတွေကလည်းပါသွားတူလည်းရှိရဲဆိုတော့တော်တော်လေးကိုတချို့တငယ်ချင်းတွေဆိုမိကီတို့ကဆက်တယ်ပဲပြန်ပြန်အောင်လုပ်လို့ရှိရပါတော့ ငလျင်ကကြတော့ခက်မှန်းပြီးတော့လည်းတီးလို့ရတဲ့အရာလည်းမဟုတ်ဘူးเนาะမှုန်တိုင်းလို့ပါလို့ ਆ ဆိုလို့ရှင်ကြတော့အခက်မှန်းတဲ့တင်းနေပါရင်နားဆွလို့ရတယ်ဒါကကြတော့နားဆွလို့မရဘူးတဲတုံလို့ကိုယ်တိုင်းလည်းငလျင်အတိဆိုတာတိတ်မရှိကြဘူးပေါ့เนาะငလျင်တော့ဘယ်ပြီးလို့ပြရမှန်းမသိဘူးအဲ့လိုမျိုးလန့်ပြီးတော့အဲ့လိုမျိုး ဟုတ်မတ်တက်ကြီးရက်ပြီးတော့ကြောင်တောင်လေးဖြစ်နေကြတော်တော်များများပဲတဲတုံလိုကိုယ်တိုင်းနဲ့အဲ့နေရဆိုလို့ရှိရင်ကြောင်တောင်နဲ့ပဲပြုလို့ပြရမယ်မသိဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေရဆိုတော့အခုနောက်ပိုင်းမှဒါဒါငှက်လင်းတည်င်းနေတက်လာရဲပြီးတော့မှအတိတွေပေါ့နော်ဘယ်လိုမျိုးနေတဲ့နေအဲအဲ့လိုမျိုးဆောင်းရံရှောင်းရံလေးတွေကိုအခုဆိုလို့ရှိရင်ပို့ပြီးတော့လေ့လာတင်တယ်လို့ထင်တယ်အဲဟုတ်ကဲ့အားလုံးလည်းအခုအဲ့အဲ့အားလေးတွေပဲပို့ပြီးတော့လေ့လာထားမှပဲအဆင်ပြေမယ်လို့ထင်ပါတယ်